လုံးမင်္ဂလာပါရှင်ကျမယနေ့ဆွေးနွေးပေးသားမယ့်အကြောင်းအရာလေးတွေပါเนาะဟိုကျမတို့လူတိုင်းလူတိုင်းကပြောကြရတယ်ပေါ့เนาะရေလုံးတစ်ခုလုံးဆောင်မှုအတွက်ပေါ့เนาะဘယ်ကိစ္စမဆိုမူတီရှိမမူတီရှိမပို့ပြီးတော့ကောင်းတာမူတီရှိမအောင်မြင်တာမူတီရှိမဒီမိမိတို့ရဲ့လုပ်ရဲ့လုပ်ငန်းနေရာပေါ့เนาะမပင်မပန်းမင်းနဲ့တတကြွကြွနဲ့စိတ်လက်ချမ်းသာစွာအေးချမ်းစွာနဲ့လှူဆောင်နိုင်တာ ပြောကြတယ်ပေါ့နော်မိုဒီမိုဒီနဲ့အဓိကဒီလူတွေရဲ့လှုပ်ဆောင်ချက်တွေတိုင်းကိုအများရန်လှုပ်ဆော်ပေးနေတယ် motivation ဆိုရဲနော်အဓိက motivation ဆိုရဲကျွန်တော်တို့ဒီစေဆော်မှုပေါ့နော်ဒီစေဆော်မှုဟာတဲ့တူတယောက်ချင်းစီအတွက်အင်မတန်ကိုရေးကြည့်တဲ့ဒါကဏ္ဍအနေပါလုံးနေအောင်ပါအဲ့လိုမျိုးအားလုံးအတွက်ရေးကြည့်တဲ့ ခြေနေကနေပါဝင်နေတဲ့အကြောင်းအရာလေးဖြစ်တယ်ပေါ့နော် motivation အကြောင်းကိုစိတ်ဆော်မှုဆိုတဲ့အကြောင်းလေးကိုဒီမှာယနေ့အစတင်ပြီးတော့ဆွေးနွေးပေးတော့မှာဖြစ်ပါမယ်အဲ့မှာဆိုရင်ကျွန်တော်တို့စိတ်ဆော်မှုတွေကဒါလူတိုင်းအတွက်အရေးတကြီးဟိုဒါမရှိမဖြစ်ကိုလိုအပ်တယ်ဒီစိတ်ဆော်မှုတွေရှိမှပို့ပြီးတော့ဒီပေါ့နော်ဒါကျွန်တော်တို့ဒီအောင်မြင်မှုတွေကိုရရှိမယ်နောက်တစ်ခါမိမိလှူဆောင်ရတဲ့လှူတိုင်းနေတဲ့ဂျင်းတဲ့ ရှင်နေတွေကိုရရှိစေနိုင်တယ်ဆိုတာလေးကိုဒါလူတိုင်းကလည်းပါဇက်ပြားမချပေါ့နော်မိုတီဗီမိုတီဗေးရှင်းရှိဖို့လိုအပ်တယ်စိတ်ဆော်မှုတွေလိုအပ်တယ်ဒါဆိုရင်ဘလို့စိတ်ဆော်မှုတွေလူတွေလှုပ်ဆောင်ကြမလို့ဆိုတာလေးကိုကျမကနေပြီးတော့ဆွေးနွေးပေးသွားမှာပါပထမဦးဆုံးအနေနဲ့ဟိုကျမတို့မူလာရန်စင်တော့ပေါ့နော်ကျမဒုတိယရန်ចောင်းသူဘဝတော့က အဲ့ဒီမှာအတမ်းပိုင်ဆရာကြီးဥတာဝင်းဆိုတာရှိရယ်ဆရာကြီးကမြန်မာလူကိုဒီဗုဒ္ဓဘာသာမြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တော့မဟုတ်ဘူးအဲမြန်မာလူမျိုးသူကခရစ်စတန်ဘာသာဝင်ဆရာကြီးပေါ့နော်ဆရာကြီးကနေပြီးတော့အဲကျွန်တော်တို့ပေါ့နော်ဒါသူရဲ့ဒီပုံမြင်လေးသဘောမျိုးလဲဟုတ်တယ်လို့တကယ်လက်တွေ့ဖြစ်ရကလေးလဲနဲ့ချိတ်ဆက်ဆက်နွယ်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဟာစိတ်ခွန်အားတွေရရှိအောင်ဆိုပြီးတော့ပေါ့လေအဲအကြောင်းအရာလေးတစ်ခုကိုပြောပြခဲ့တယ် အဲ့အကြောင်းအရာလေးကိုကျွန်မပထမဦးဆုံးအနေနဲ့မျှဝေပေးချင်ပါတယ်အဲ့တော့ကြာပါလေရေဒီကားလိုမျိုးပေါ့နော်မိုဒီမိုဒီဗေးရှင်းတွေအားဒီစိတ်ဆော်မှုတွေအားအင်မတန်ကိုရေးကြည့်တယ် အဲ့လိုမျိုးရေးကြီးတဲ့ကဏ္ဍကနေပါဝင်နေတဲ့ motivation ဆိုတဲ့စစ်ဆော်မှုပေါ့နော်ဒီစစ်ဆော်မှုကိုအဲဆရာကြီးကနေပြောငေကျွန်တော်အဲ့နှစ်တန်းဒုတိယတန်းကျောင်းသူပေါ့နော်မူလတန်းစစ်မှာကလေးအကိုပဲကျွန်တော်တို့ပြောအကြောင်းအရာလေးတစ်ခုကိုပြောပြခဲ့တယ်ပေါ့နော်အဲ့အကြောင်းအရာလေးကိုလည်းကျွန်မအနေနဲ့ပေါ့ဟိုဒါပြန်ပြီးတော့မျှဝေပေးခြင်းပါတယ်အဲ့မှာဆိုလို့ရှိရင်ဆရာကြီးကဇလန်းလေးကိုစထားတာပေါ့နော်မိုးရွာတဲ့ညတညမှာတဲ့လမ်းဘေးမှာ ကောက်ရိုးအိတ်ပေါ်မှာထိုင်းပြီးတော့ငိုးနေတဲ့လူငယ်လေးတယောက်ကိုတဲ့ယဟန်တပါးကနေပြီးတော့သွားတွေ့တယ်တဲ့အဲ့တော့ယဟန်ကနေသွားတွေ့တော့ဟောယဟန်ကနေကလေးလေးကိုမေးတာပေါ့ဟဲဘာဖြစ်လို့တုံးပေါ့ဒီလိုမျိုးငိုးနေတာဘာဖြစ်လို့တုံးလို့လူငယ်လေးကိုမေးတော့ကြတော့လူငယ်လေးကအဲ့ယဟန်ကိုပေါ့နော်ဘလို့ပြန်ပြောတုံးဆိုတော့တပြီတော့ပေါ့နော်ရာရာကိုဆုံးရှုံးသွားပါပြီပေါ့မိသားစုတွေလည်းမိသားစုလည်းဆုံးရှုံးသွားခဲ့တယ် အလုပ်လည်းဆုံးရှုံးသွားခဲ့တယ်။တပည့်တော်ရဲ့အိမ်မက်တွေလည်းဆုံးရှုံးသွားတယ်။တပည့်တော်မှာဘာမှမကြံတော့ပါဘူးဖရာဆိုပြီးတော့ယဟန်တော်ကိုတဲ့အဲ့လူငယ်လေးကပြန်ပြောတယ်တဲ့။အဲ့ဒီခါမှာတဲ့ယဟန်ကပေါ့နော်။သူ့ဘေးမှာပါလာတဲ့မိအိမ်လေးကိုယူပြီးတော့ဒီမိအိမ်ကလေးကိုပေါ့ကြည်စမ်းပေါ့ဒီမိအိမ်ကလေးကိုကြည့်လိုက်စမ်းပါကွာပေါ့။ပေါင်နေတဲ့ဒီလူညမျိုးမှာသူက တခုရီးတော့အလင်းရောင်လေးပဲတဲ့။ ပေါင်မိုက်တဲ့ညမှာဒီမိရင်လေးရတကူသေးတော့အလင်းရောင်လေးပဲမင်းဘဝမှာလည်းတဲ့ယခုအချိန်မှာမှောင်မိုက်နေတယ်ဒါပေမဲ့တဲ့မင်းရဲ့တဲ့ခန္ဓာကိုယ်ထဲမှာဒီမိရင်လေးလိုအလင်းတစ်ခုရှိနေတယ်မင်းရဲ့ခန္ဓာကိုယ်ထဲမှာဒီမိရင်လေးလိုအလင်းတစ်ခုရှိနေတယ်အလင်းစလေးရှိနေသေးတယ်ဒါကြောင့်တဲ့မင်းရဲ့ရက်တီခြင်းစိတ်ကြောင့်ဒီလိုမျိုးအလင်းရောင်လေးရှိနေတာတဲ့အဲ့လိုမျိုးနဲ့ပေါ့နော်လူငယ်လေးကိုပြောတဲ့အခါမှာလူငယ်လေးကတဖြည်းဖြည်းနဲ့ မျက်ရည်တွေခန်းလာတယ်။ရန်ကဆက်ပြောတယ်။ငါသားတဲ့မိုးကတခါတလေကြီးကြီးရွာတယ်။ဒါပေမဲ့မိုးဆုံးရင်တော့နေမင်းကြီးကပြန်ထွက်လာတတ်တာပဲတဲ့။မင်းရဲ့စိတ်ခံစားရတဲ့ဒဏ်ရာတွေဟာနောက်တစ်ချိန်မှာမင်းကိုပိုပြီးတော့ခိုင်မာစေတဲ့အမာရွတ်တွေဖြစ်နေကြံချိနေလိမ့်မယ်တဲ့။အဲ့တော့ကွာတဲ့။သင်္ကန်းစာအနေနဲ့ပေါ့နော်ဘဝမှာအခက်အခဲဆိုတာလမ်းဆုံးမဟုတ်ဘူး။ လမ်းခွေတစ်ခုပဲဘဝမှာခက်ခဲဆိုတာလမ်းဆုံးမဟုတ်ဘူးလမ်းခွေတစ်ခုပဲမင်းရဲ့ဒုက္ခတွေကမင်းကိုဖျက်ဆီးဖို့မဟုတ်ဘူးမင်းကိုပူပြီးတော့တန်မာလာအောင်ဖန်တီးပေးနေတာပဲဆိုပြီးတော့ပေါ့နော်ဒီလိုမျိုးပေါ့စိတ်စော်မှုစကားကိုရန်တော့အနေပြီးတော့လူငယ်လေးကိုပြောလိုက်တယ်အဲ့တော့ကြတော့တဲ့ဟိုဒီလိုမျိုးပြောလိုက်တဲ့အခါမှာပေါ့နော် လူငယ်လေးကပေါ့နော်သူတိုင်းရန်တော့ရဲ့ဒီအပိစကားပေါ့နော်ဒီစိတ်စော်မှုကြောင့်ပေါ့နော်သူ ရဲ့ဒီစိတ်သက်ကြနေတဲ့စိတ်သက်တရားပြန်ပြီးတော့နိုးကြွားလာတယ်စိတ်သက်ကြနေရတယ်တပြေးပြေးနဲ့ယော့ပါသွားပြီးတော့တက်ကြွတဲ့စိတ်တရားပြန်ပြီးတော့နိုးကြွားလာတယ်အဲ့လိုမျိုးနိုးကြွားလာတဲ့တကူပဲเนาะဟိုကျမတို့ဒီပြောချင်တာမင်းကိုရင်ဆိုင်နေရတဲ့ဒုက္ခတွေဟာမင်းကိုမြင်မြုပ်ဖို့မဟုတ်ဘူးမင်းကိုအမြင့်ဆိုင်ဖို့ပါအခက်အခဲတွေဒုက္ခတွေတောကတွေရှိမယ်အဲ့ဓာတွေဟာ မင်းကိုမြေမြုပ်ပြီးတော့ဒါထားလိုက်ဖို့မဟုတ်ဘူးပို့ကိုကိုဒါဆက်ပြီးတော့မလုံဆောင်စေခြင်းမလုံနိုင်တော့ဘူးဆိုပြီးတော့အငငယ်စိတ်တွေနဲ့ဒါအငငယ်နေရာမှာမဟုတ်ဘူးဒီလိုမျိုးဖြစ်ရင်ဆိုင်နေရတဲ့ဒုက္ခတွေဟာတစ်ချိန်မှာဒီအမြင့်ဆိုင်ပြီးတော့ပေါ့နော်ပို့ပြီးတော့ရှင်တန်ရမယ်ငိုချင်ရင်ငိုလိုက်ပါဒါပေမဲ့ရက်မသွားနဲ့ဒီခက်ခဲတွေဟာ နောက်ဆုံးမှာကြီးမားတဲ့ပြောင်းလဲမှုတွေရဲ့အစပဲဆိုတာလေးကိုဒါရဟန်းတော်ကနေပြီးတော့လူငယ်လေးကိုဒီဆုံးသူ့ရဲ့အားပေးစကားပြောလိုက်တဲ့အခါမှာပေါ့နော်သူကဘုရားအားငယ်နေတဲ့စိတ်တွေစိတ်တက်ကြနေတဲ့စိတ်တွေဟာတပြေးပြေးနဲ့ပြောက်ွယ်သွားပြီးတော့တကယ်ကိုပဲသူခန္ဓာကိုယ်ထဲမှာရှိနေတဲ့သိငယ်တဲ့အလင်းရောင်လေးဟာတပြေးပြေးနဲ့တောက်ပလာပြီးတော့အာရင်တည်တည်ပြန်လဲရရှိလာစေခဲ့တယ်အဲ့တော့ မိုးကတဲထန်စွာရွာသွန်းပါပဲရွာနေတဲ့မိုးကအမြဲတမ်းကြီးရွာနေမှာမဟုတ်ဘူးတစ်ချိန်ကျရင်တိတ်ပါပဲဒါပေမဲ့လို့အဲ့တဲထန်တဲ့မိုးတွေဟာတစ်ပင်ကြီးတွေအတွက်အမြင့်တွယ်ဖို့အတွက်ပေါ့နော်လူဒီအထောက်အကူဖြစ်တယ်လို့ပဲလူသားတွေရဲ့ဆင်းရဲဒုက္ခဟာလည်းစစ်မှန်တဲ့အင်အားတွေကိုတိဆောက်နိုင်တယ်ဆိုတာကိုဒီဆရာကြီးကနေပြီးတော့ပြောပြတဲ့အကြောင်းအရာလေးတွေကိုနားထောင်ခွင့်ရတဲ့အတွက်ပေါ့နော်ကျွားတို့ဒါမှတ်သားခဲ့ရဘူးတွေ ဒီဆရာကြီးပြောပြတဲ့အကြောင်းအရာလေးတွေကကျမတို့အတွက်ပို့ပြီးတော့ဒီအာရုံတွေကိုဖြစ်ပေါ်စေတယ်။ဒါဆိုရင်ကျမတို့ဒီဒီမိုးတွေတိထန်စွာရွာသွန်းနေတဲ့အချိန်ဒုက္ခတွေအများကြီးကြုံနေရတဲ့အချိန်မှာတော့စိတ်ထဲမှာဟိုခံစားချက်တွေဖြစ်တယ်။ဒါမိုးကလည်းတချိန်ကျရင်တိတ်သွားမှာအခက်အခဲဆိုတာလည်းတချိန်ကျရင်ဒီဟာပြီးမြောက်အောင်မြင်သွားမှာအဲ့တော့ကြတော့ အခက်အခဲတွေဆိုတာမိမိရှင်သန်မှုအတွက်တကယ်ကိုဒါအမြင့်တစ်ခုလိုပဲပေါ့နော်တစ်ပင်တစ်ခုရှင်သန်မှုအတွက်ဒီအမြင့်ဟာရေးကြီးတယ်လို့ပဲမိမိရဲ့ဒီကြည့်တွေ့ကြုံလာတဲ့အခြေအနေတွေဟာမိမိကိုဒါပို့ပြီးတော့တန်ပါစီဖို့အတွက်ထောက်ပံ့နေဖြစ်တယ်ဆိုတာတွေကိုဒါ motivation တခု motivation တခုအနေနဲ့ကျွန်မကနေပြီးတော့ဒါမျှဝေပေးခြင်းဖြစ်ပါတယ်။ဒါဆိုရင်လူတိုင်းလူတိုင်းမှာ motivation လိုအပ်တယ်။အဲ့လိုမျိုးစိတ်ဆော်မှုတွေနဲ့မှာ သူတွေကမိမိတို့ရဲ့လောက်ရက်တွေလှုပ်ဆောင်ချက်တွေကိုဒါပို့ပြီးတော့ကောင်းမွန်တဲ့ပို့ပြီးတော့တိုးတက်တဲ့ပို့ပြီးတော့ကျင့်တဲ့ပျော်ရွှင်တဲ့အခြေအနေတွေစိတ်ခံစားချက်တွေကို ရရှိလာစေမှာဖြစ်ပါတယ်။အဲ့တော့ဒုတိယဟာ resilience ဆိုတဲ့ကြံ့ကြံ့ခံနိုင်မှုတွေ self esteem ဆိုတဲ့မိမိကိုယ်ကိုတန်ဖိုးထားမှုတွေ self confidence ဆိုတဲ့မိမိကိုယ်ကိုယုံကြည်မှုတွေဟာဒီကကျမတို့ ဒီစေ့ဆော်မှုတွေ motivation တွေကြောင်းတာဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ဒါဆိုရင်ဒီ motivation အကြောင်းကိုကျမတို့ယနေ့ကစတင်ပြီးတော့လေ့လာကျမဆွေးနွေးပေးသွားပါမယ်။အဲ့အလေးမှာကျမခေါင်းစဉ်လေးတွေနည်းနည်းပေါ့နော်ဒါဘလူလေးတွေဆွေးနွေးပေးသွားမယ်ဆိုရင်ကျမဆွေးနွေးပေးသွားမယ်အကြောင်းအရာလေးတွေကိုပထမဦးစွာတင်ပြခွင့်ပြုပါရှင်အဲ့မှာဆိုရင်ကျမဆွေးနွေးပေးသွားမယ်အကြောင်းအရာတွေမှာဆိုရင်ပထမဦးဆုံးအနေနဲ့ ကျွန်မဆွေးနွေးသွားမယ့်အကြောင်းအရာလေးကစိစော်မှုဆိုတာဘာလဲဘလို့အယူအံဘလို့ပုံစံမျိုးတွေကိုစိစော်မှုလို့ခေါ်တာလဲဆိုတာလေးကိုဆွေးနွေးပေးသွားပါမယ်ဒုတိယကောင်းစဉ်အနေနဲ့ဒုတိယအဆင့်အနေနဲ့ပေါ့နော်ကျွန်မဆွေးနွေးပေးသွားမယ့်အကြောင်းအရာလေးကဘာကြောင့်စိစော်မှုတွေလိုအပ်တာလဲပေါ့ဘာကြောင့်စိစော်မှုတွေလိုအပ်နေရတာတော့ နောက်တတိယအနေနဲ့ကြတော့ဘာကိုဆင်းနေပေးသွားမလို့ဆိုရင်စေဆော်မှုရဲ့အဓိကအပိုင်းတွေသူ့မှာအပိုင်းလေးတွေရှိရယ်စေဆော်မှုရဲ့အဓိကအပိုင်းတွေရေးကြည့်တဲ့အပိုင်းတွေဟာဘယ်လိုရာလေးတွေဖြစ်တယ်ဆိုတာကိုဆက်လက်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်အဲနောက်စတောက်တာအစဉ်အနေနဲ့ကြတော့ဒီစေဆော်မှုအမျိုးအစားတွေစေဆော်မှုမှာအမျိုးအစားတွေရှိတယ်အဲ့ဒီအမျိုးအစားတွေအကြောင်းကိုကျွန်မဆွေးနွေးပေးသွားပါမယ်နောက်ပြင်စမအစဉ်ပေါ့နော်နံပါတ်9အနေနဲ့တော့ကျွန်မကနေပြီးတော့ စေဆောင်မှုဆိုင်ရာ theory သူတို့မှာလည်း theory ရရှိတယ်။ကျမရှေ့ပိုင်းမှာဆွေးနွေးခဲ့တဲ့ theory တိုင်းမှာအများအားလဲလက်တွေ့တွေဘယ်လိုလုံဆောင်လို့ရတယ်ဆိုတာလဲကျမအများအားဆွေးနွေးခဲ့တယ်။ theory နဲ့လက်တွေ့နဲ့အများအားချိတ်ဆက်နေရမယ်။ချိတ်ဆက်နေမှာပို့ပြီးတော့ကောင်းမွန်တဲ့အကြောင်းရဲ့ပို့ပို့ပြီးတော့ကောင်းမွန်တဲ့ရလက်တွေကိုရရှိလာစေပါတယ်ရှင်။ဒါကြောင့်ကျမပြင်စမမြောက်အနေနဲ့စေဆောင်မှုဆိုင်ရာ theory အကြောင်းကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့စတမအဆင့်အနေနဲ့စေဆောင်မှုကို ဘယ်လိုပေးရမလို့ပေါ့နော်ဒါခုနလိုပေါ့ခုနကျွန်တော်မမအောင်သူပြောခဲ့တဲ့ရန်တော်အဆွေတကယ်ကိုစိတ်တက်ကြပြီးတော့မိသားစုတွေလည်းဆုံရှုံသွားတယ်သူ့ရဲ့အလုတ်ကင်တွေလည်းဆုံရှုံသွားတယ်သူ့ရဲ့ပိုင်ဆိုင်မှုတွေဆုံရှုံသွားတဲ့လူငယ်လေးတယောက်ကိုထိုင်းငုံနေတဲ့လူငယ်လေးတယောက်ဘာဘာလို့လို့ဘာလို့အောင်မှမတည်ဘူးဖြစ်နေတဲ့လူငယ်လေးကို ရန်တော်ကနေပြီးမီးရင်လေးနဲ့ငုဥမာလေးပေးပြီးတော့မီးရင်ခန္ဓာကိုယ်ထဲမှာဒီလိုမီးရင်လေးမီးရင်အလင်းစာလေးအလင်းစာလေးပေါ့နော်မီးရင်လေးကိုပြပြီးတော့အလင်းစာလေးရှိနေတယ်ဆိုတာလေးနဲ့ဒါစေ့စော်မှုပေးလိုက်တဲ့အခါမှာဒါသူ့ရဲ့ခံစားနေတဲ့ခံစားချက်တွေဟာတပြေးပြေးနဲ့ယောပါသွားပြီးတော့ပုံမတက်ကြွမှုဆိုတဲ့အားကောင်းတဲ့တပြေးတက်ကြွမှုတွေကတပြေးပြေးနဲ့တပြေးပြေးနဲ့မြင့်တက်မြင့်မားလာတယ်ပေါ့နော်အဲ စိတ်ခံစားချက်တွေကိုတဖြည်းဖြည်းနဲ့ဖျောက်ဖျက်ဖို့အတွက်ကဒီကစိတ်ဆော်မှုဆိုတဲ့ motivation အရင်တန်းအရေးကြီးလိုအပ်ပါတယ်မိမိရဲ့စိတ်ထဲမှာဒီစိတ်ဆော်မှုတွေအားကောင်းလို့ရှိရင်အားကောင်းတယ်လို့ပဲဒါပို့ပြီးတော့လှုပ်လှုပ်ရတဲ့နေရာမှာလည်းပို့ပြီးတော့ပျော်ရွှင်ရတယ် ကျင့်တတ်မှုအားရမှုတွေကိုရရှိစေတဲ့အောင်မြင်တဲ့အကျိုးရလဒ်တွေကိုလည်းရရှိစေပါတယ်။ဒါကြောင့်စိစော်မှုကိုဘယ်လိုပေးမလဲဆိုတဲ့ခေါင်းစဉ်လေးကိုလည်းကျွန်မအထက်တင်းဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ဆွေးနွေးပေးမှာဖြစ်ပါတယ်ရှင်။ဒါဆိုရင်ကျွန်မဒါမိုတီဗေးရှင်းရဲ့ဒါကျွန်မတွေ့ကြုံလေးနဲ့ကျွန်မမှတ်သားခဲ့ရတာလေးကိုလည်းခင်ဗျားမျှဝေခဲ့တယ်။နောက်နေ့ဒီမှာလည်းပဲကျွန်မအဓိကကျွန်မဆွေးနွေးမယ့်အကြောင်းအရာလေးတွေလိုက်ပေါ့နော်။ဆက်လက်ပြီးတော့ဟိုကသူ့ရဲ့ ကနာတီးတီးလိုက်ပေါ့နော်ကျောင်းအနေပြီးတော့ဒါမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျမရဲ့မျှဝေပေးသွားတဲ့အကြောင်းအရာတွေကိုတိုင်းကိုလိုက်ပါကြည့်ရှုပြီးတော့ဟိုပါဝင်သုံးသက်ပေးနေတဲ့ဒုတိယချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်လို့ကျမအနေနဲ့ပြောကြရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုဒီကုန်းချုပ်ဆွေးပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်